အားလုံးပဲမင်္ဂလာပါ။ဒါမဲ့အောက်တိုဘာ31ရက်နေ့ည1 Friday 5 131ပွဲစဉ်တွေကိုတော့1 Championship ကကြီးညာလာခဲ့ပြီပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာတော့မြန်မာ Fighter တွေရဲ့ပွဲစဉ်တစ်ပွဲမှာမပါဝင်လာခဲ့တာကိုမြင်တွေ့ကြရမှာပါ။မြန်မာပြည်သက်တွေကတော့အောက်တိုဘာလနောက်ဆုံးပတ်မှာထူးသမတ်ပွဲစဉ်မှာကျော်စွာဝင်းရဲ့1ပွဲဥထက်ထူးသမတ်ပွဲစဉ်ပါဝင်လာမှာဆိုပြီးတော့ ကမန္တာခဲ့ကြပေမဲ့ဝမ်ချမ်ပီယံရှစ်ဘက်ကတွဲဆိုင်တွေကျင်ညာတဲ့အခါမှာတော့မြန်မာဖိုက်တာတွေရဲ့ပွဲစဉ်တစ်ပွဲမှာပါဝင်လာခြင်းမရှိခဲ့တာကိုမြင်တွေ့ခဲ့ရတာပါကျော်စွာဝင်းရဲ့လက်ကျင်ပေါ်ဆရာဖြစ်တဲ့တိုင်းဖိုက်တာဝိုင်2ကတော့ကျော်စွာဝင်းရဲ့ပွဲကိုအောက်တိုဘာလမကုန်ခင်မှာကြည့်ရှုရမယ်ဆိုပြီးတော့ကျင်ညာခဲ့ဘူးတာပါဒါပေမဲ့တခြားသတင်းဌာနတွေကတော့ကျော်စွာဝင်းရဲ့1.2ထွက်ပွဲကို နိုဝင်ဘာလအစပိုင်းလောက်မှာပဲသုတ္တဆေဖို့ပွဲရွှေ့ထားခဲ့တယ်ဆိုပြီးတော့လည်းသတင်းတွေအတွက်ပေါ်နေခဲ့တာပါနိုဝင်ဘာလအစပိုင်းတည်းမှာဆိုရင်ကန်ကျစ်တဲ့မယ်လေဘရိုနီကာရဲ့ပွဲစဉ်ကလည်းရှိနေတယ်လို့ဝမ်ကြမြန်ရှိမှာရှုံးပွဲဆက်နေပြီးကုတက်ဒီနလမ်ထူနိုင်တဲ့မြန်မာလူငယ်ဖိုက်တာတန်းစီရဲ့ပွဲကိုလည်းကျင်းညာလာဖို့ရှိရဆိုပြီးတော့သတင်းတွေလည်းထွက်ပေါ်ထားခဲ့တာပါဒီမြန်မာဖိုက်တာ၃ယောက်စလုံးသားတိုင်မဲတစ်ခုမှာ ထိုတရမယ်ဆိုရင်မြန်မာပြည်သက်တွေနဲ့တော်တော်လေးကိုအားရကျေနပ်ကြမှာအမှန်ပါပဲဖိုက်တာ၃ယောက်စလုံးကမြန်မာပြည်ကပြည်သက်တွေကြိုက်ထိတ်တန်းဖိုက်တာတွေဖြစ်နေတာမလို့ on friday 5 132ဖွဲ့စဉ်ကတော့မြန်မာပြည်သက်တွေ4 ပွဲကြီးပွဲကောင်းဖြစ်လာအောင်မှာတော့တည်ကြပါပဲဖိုင်တာ၃ရောက်စလုံးရှင်မြိုင်ထုတ်တတ်မဲ့ပွဲစဉ်မှာဘယ်ဖိုင်တာကအမြင့်ဆုံးကိုတက်လန်သွားနိုင်မလဲဆိုတာကိုစေဝန်တစားစောင့်ကြည့်တွေ့ကြရပါပါအလုံးကျေးဇူးမြတ်တမန်